တခြားမင်းသမီးတွေလိုမဟုတ်ပဲမြန်မာရုပ်ရှင်လောကမှာတူတူတိတ်တိတ်နေခြင်းမှုကြောင့်နမည်ကြီးတဲ့ဆိုပြေသစဉ်တရုတ်ဆောင်ဆိုပြေသစဉ်ကမြန်မာရုပ်ရှင်လောကမှာငယ်ရွယ်စဉ်ကလေးကဝင်ရောက်လာပြီးတော့စူးစမ်းအားထုတ်မှုနဲ့တူတူတိတ်တိတ်နေခြင်းမှုတွေကြောင့်နေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်တဲ့သူဖြစ်ပါတယ်သူမရဲ့အောင်မြင်မှုဒီငိမ့်တဲ့မိသားစုဘဝရဲ့နောက်ွယ်ကအဓိကသောချက်ကတော့ သူမရဲ့ခိုင်မာတဲ့ကိုယ်ပိုင်ခံယူချက်နဲ့လက်တွေ့ကျတဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။သူမအမြဲတမ်းကိုယ့်ကိုယ်ကိုဂုဏ်သိက္ခာရှိစွာနေထိုင်ဖို့အလေးထားပါတယ်။နာမည်ကောင်းနာမည်ပြန့်ဆိုတာဘေးလူဆွေမျိုးတွေကြောင့်မဟုတ်ပဲကိုယ့်ရဲ့ရွေးချယ်မှုနဲ့အမှုအချင်းပေါ်မှာသာမူတည်ရဆိုတဲ့ခံယူချက်ကိုခိုင်ခိုင်မာမာလက်ခံထားရတဲ့သူလည်းဖြစ်ပါတယ်။အနုပညာရှင်ဆိုတာပဝင်းကျင်ဖီအားနဲ့အတားအဆီးတွေရှိနေနိုင်ပေမဲ့ သူမကိုယ့်ရဲ့ရည်ရွယ်ချက်အမှန်ကန်မှုကိုသာအာယုံစိုက်ပြီးတော့အစိုးမြင်ဝေဖန်မှုတွေကိုအလေးမထားဘဲနဲ့ရှေ့ဆက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့ခံယူချက်တွေကိုလက်တွေ့ဘဝမှာအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့တာကတော့သူမရဲ့ရိုးရှင်းပြီးတော့လက်တွေ့ကျတဲ့နေထိုင်မှုပုံစံအကြောင်းပါပဲ။ ဆိုဗီယက်စင်ကအနုပညာရှင်ဘဝရဲ့အရှိန်အဝါကို အလွန်အကျွံမပြသပဲနဲ့အေးချမ်းစွာနေထိုင်ခြင်းကိုနှစ်သက်ပါရင်အမြဲပျော်ရွှင်စွာနေတတ်ပေမဲ့စီကံမရှိတဲ့ပျော်ပွဲရှင်ပွဲတွေကိုရှောင်ရှားခဲ့တာကြောင့်နာမည်ပြက်ခင်းဝေးခဲ့ပါရင် သူမရဲ့ခေါင်းမော်နဲ့ကိုကျင်တရားနဲ့နေထိုင်မှုပုံစံတွေကြောင့်လက်ရှိမှာခင်မုံဖြစ်သူဟင်းဝီရံနဲ့မိသားစုဝင်တွေရလည်းသူမကိုသမီးရင်းပမာလက်ခံချစ်ခင်ပေးကြပါရယ်။ဒါဟာအမှုပညာအလုံးမှာရရဲ့အောင်မြင်မှုထက်ကိုကြီးကိုယ်တော်ဘဝမှာရရှိတဲ့အဖိုးမဖြစ်နိုင်တဲ့အောင်မြင်မှုတည်းရဲ့ပဲဖြစ်ပါရယ်။ငယ်စဉ်ကလေးကအမှုပညာအလုံးကိုစူးစမ်းခဲ့သူဖြစ်လို့ပုဂ္ဂိုလ်ရေးဘဝကိုအမှုပညာအလုံးနဲ့နှယောညီထွေဖြစ်အောင်ချိန်ညှိနိုင်ခဲ့ပါရယ်။ဆိုပြီးတဲ့စဉ်ကမြမအမျိုးသမီးတွေအထူးသဖြင့်အမှုပညာရှင်တွေအတွက် မိမိကိုယ်တိုင်ရဲ့နာမည်ကောင်းကိုဖန်တီးတိဆောက်ခြင်းနဲ့တည်ငြိမ်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခြင်းကဘလောက်ထိအရေးကြီးရဲ့ဆိုတာလက်တွေ့ပြသနေတဲ့စံပြပုဂ္ဂိုလ်တဦးပဲဖြစ်ပါတယ်။ဒါအပြင်သူမအိမ်တော်ကြီးကလည်းအရန်ကောင်းပြီးတော့ဘာမဆိုဖြည့်ဆည်းပေးတဲ့ခင်မွန်းတွေကိုလည်းပိုင်ဆိုင်ထားရပြီးတော့ သူတို့နှောက်လက်မှတ်ချက်မီအင်တာဗျူးတစ်ခုမှာဇိုးပြစ်စင်ကိုဟင်းဝင်းရန်ကစိတ်ကူရီယားလက်ထက်ချင်တဲ့ပုံစံနဲ့ရိုက်ကူးချင်တဲ့တဲ့ပုံတွေကိုမေးခဲ့ဘူးတဲ့ဇိုးပြစ်စင်ကတော့နိုင်ငံသားဇက်ကာရီယားလိုဟယ်လီကော်ပတာနဲ့အတူရိုက်ကူးချင်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ဆိုပြတဲ့စင်ကတော့တာမန်အတိုင်းပြောလိုက်တာဖြစ်ပေမဲ့ဟင်းဝင်ရန်ကတော့အမှုမဲ့အမဲ့မဲ့မထားဘဲနဲ့အဲဒီစကားလေးကိုမှတ်ထားတာပါသူတို့နှစ်ယောက်လက်ထက်ခါနီးမှာနိုင်ငံသားတွေသွားရောက်ပြီးတော့ရဟတ်ရင်မြခင်စိန်တော်တန်းတွေလည်းပါဝင်အောင်ရိုက်ကူးခဲ့ပါတယ် နိုင်ငံသားတွေတော်ရောက်ပြီးရိုက်ကူးရတဲ့ငွေကြေးကုန်ကြမ်းကြီးကတော့ဒိန်းထောင်ကြီးကုန်ကြနိုင်ပေမဲ့ ဟင်းဝရံတို့ကတော့ငွေကြီးချမ်းသာတဲ့မိသားစုဖြစ်နေပါတယ်။ဒါကြောင့်ပဲနာမည်ကြီးမင်းသားနဲ့မင်းသမီးရဲ့ pre wedding ဓာတ်ပုံတွေကစမ်းစမ်းပြပြနဲ့အလှပလေရပါ။မနာလိုသူတွေကတော့ fashion နဲ့ရှုခဲ့ရမခေါ်ဘူးလို့ပြောကြပေမဲ့ဆိုပြတဲ့စဉ်အပေါ်မှာဟင်းဝရံကဘလောက်တန်ဖိုးထားတယ်ဆိုတာပေါ်လွင်နေပါတယ်။သူတို့ရဲ့မင်္ဂလာပွဲကိုဘယ်သူနဲ့မှမတူအောင်ခန်းခန်းနားချင်းပါခဲ့ပြီးတော့မင်္ဂလာဝတ်စုံတင်ရွှေပိတ်တာကိုပိတာတံမိုးရှိပါတယ်အခုလိုတံမိုးထားခံရတဲ့ဆိုဖြစ်တဲ့စဉ်ကိုတော့မိန်ကလေးတွေကအားကြနေပြီးတော့ ော့ main line ဖြစ်ချင်တဲ့ဆန္ဒကိုအကောင့်ထဲပေါ်ခွင့်ရသွားတာတကယ်ကိုအားကျစရာပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးနှိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်